အားလုံးပဲမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီခဏတော့ Great Chain English Unit 8ရဲ့ Food Chain Reading ဘိုင်းကိုအတူတူလေ့လာကြည့်ကြအောင် 8A Reading Pre-reading What is a chain? Chain ဆိုတာဘာလဲတဲ့ Chain ဆိုတာကတော့ a series of connected materials တခုခုနေစစ်ထားတဲ့အစီအစဉ်တစ်စံကြီးပါတဲ့ used for pulling or fastening things အစည်းအဝတ်တွေကိုချီနှောင်ဖို့သူမဟုတ်ဆွဲငင်ဖို့အတွက်အသုံးပြုတဲ့တတ်ထုခွင်းတွေကိုချိတ်ထားတဲ့နော်စစ်ထားတဲ့အစီအစဉ်တည်တန်းတည်တန်းကြီးကိုတချိန်လို့ခေါ်ပါတယ်2 can you guess what food chain could mean food chain ဆိုလိုနိုင်တဲ့အဓိပ္ပာယ်ကိုတဲ့မင်းခမန်းနိုင်ရလားတဲ့ okay food chain ဆိုတာက a series of living creatures တချို့တရားတွေအစီအစဉ်တည်တန်းကြီးတဲ့ in which ဘယ်လိုအစီအစဉ်ကြီးလဲဆိုတော့ each type of creature ဒီ ်တရဝအမျိုးအစားတစ်ခုချင်းစီကတဲ့ feeds on the one below if two အောက်မှာရှိတဲ့ဒီတရဝတစ်ခုကိုတဲ့စားတဲ့ဖြစ်စဉ်ပေါ့နော်အဲ့ဒီအစီအစဉ်တတိုင်းမျိုးကို food chain လို့ခေါ်ပါတယ်တဲ့မြန်မာလိုကတော့အစာခွင်းဆက်လို့ခေါ်ကြတာပေါ့နော်3 name a few animals that eat grass အပင်တွေကိုစားတဲ့ဒရဝအချို့ကိုပြောပြပါရစေ yes there are a lot of animals that eat grass for example rabbits, cows, buffalo, something like that. 4. Name a few animals that eat the animal that it grows. A penguin will start it, the water will start it, the water too would it, the water. So there are also a lot of animals that eat the animals that it grows. A penguin will start it, the water will start it, the water will never see water. For example, lion, tiger, maybe fox, something like that. So let's go straight to the, the passage. all living things need food တက်ရှိတွေအားလုံးအစာလိုအပ်တယ် plants are living things အပင်တွေကလည်းတက်ရှိတွေပဲ so they need food သူတို့လည်းပဲအစာလိုတာပေါ့ဒါတော့မဆန်းဘူးတဲ့ the question is ဘေးစရာရှိကြက where do plants get their food from အပင်တွေကသူတို့ရဲ့အစာကိုဘယ်ကနေရတာလဲတဲ့ well ကောင်းပြီ plants make their own food အပင်တွေဟာသူတို့ရဲ့ကိုယ်ပိုင်အစာကို make ပြုတ်လုကြတာတဲ့ချက်လုကြတာတဲ့ by using carbon outside from the air လေထဲက carbon outside ကိုအသုံးပြု၍ and water from the swine မြေစည်းလွာထဲက swine ဆိုတာက top layer of the earth in which plants tree etc grow အပင်တွေတစ်ပင်တွေပေါ်ရောက်တဲ့ကမ္ဘာအပေါ်ယံအပေါ်ယံဆုံးလွာဆိုတော့မြေစည်းလွာပေါ့နော်မြေစည်းလွာထဲကရေနေတဲ့လေထဲက carbon outside ကိုအသုံးပြု၍ in the presence of sunlight in the presence of something ဆိုတာက when something exists in a particular place နေရာတစ်ခုခုမှာတဲ့တစ်ခုခုရှိနေတဲ့အခြေအနေဆိုတော့ဒါရရှိမှုပေါ့ရှိနေမှုနဲ့ in the presence of sunlight ဆိုနေအောင်ကြီးရှိနေမှုနဲ့အတူနေအောင်ကြီးရရှိမှုနဲ့အတူတဲ့ as the poses green pigments poses ဆိုတာကတော့ half of own something တစ်ခုခုရှိတာတစ်ခုခုကိုပိုင်ဆိုင်တာ the poses green pigments pigment ကတော့ကျွန်တော်တို့ ဒီ painting မှာလေ့လာခဲ့ပြီးရောင်ချယ်ပစ္စည်းဆင်းရောင်ချယ်ပစ္စည်းတွေပိုင်ဆိုင်တာကြောင့်မိုးတဲ့နေရောင်ခြည်ရရှိမှုနဲ့အတူမြေစီလွှာတွေကရေတွေလေတွေကကာဗွန်အောက်ဆိုက်တွေကိုတုံးပြီးတော့မှသူတို့ရဲ့ကိုယ်ပိုင်အစာကိုချစ်လုပ်ကြတာတဲ့ Animals on the other hand တဖက်မှာတော့တိရစ္ဆာန်တွေက cannot make their own food သူတို့ရဲ့ကိုယ်ပိုင်အစာကိုမချစ်လုပ်နိုင်ဘူးတဲ့ So ဒါကြောင့်မို့ they must eat plants or other living things သူတို့ဟာတခြားသိရှိသတ္တဝါတွေနဲ့ အပင်တွေကိုစားကြတာပါတဲ့ဟုတ်ကဲ့အဆင်ပြေမယ်ထင်ပါတယ်နောက်တစ်ပတ်ကိုကြည့်ကြရအောင် for example ဥပမာအပြင်ပြောမယ်ဆိုရင် grass grows in a field အပင်တွေဟာ sorry မြစ်တွေဟာ in a field field ဆိုတာ field ဆိုတာကတော့ an area of land ကုန်းမြေ area ကြီးပါတဲ့ in the country တောကြီးလက်မှာရှိတဲ့ကုန်းမြေ area ကြီး used for growing crops or keeping animals and usually surrounded by a fence etc ပုံမှန်အဖြစ်တော့ချန်စီယိုခတ်ထားလိမ့်ရှိပြီးတော့တရစ္ဆာန်နဲ့မွေးမြူဖို့နော်ကော်ပက်တီနန်တွေကိုစိတ်ပြုဖို့အသုံးပြုတဲ့တိုးချစ်လက်ကဒီကုမီအေရီယာကြီးဆိုတော့ဒါလေယာအခင်းနေပဲပေါ့နော်ဒီကုမီနေထဲမှာဆိုရင်မြစ်တွေကပေါက်တယ် and we all know that ဒါငါတို့အားလုံးသိကြတယ် rabbits eat grass ယုံတွေကမြစ်တွေကိုစားတယ် and horse eat rabbits သိငစ်တွေက rabbits တွေကိုစားတယ်ယုံတွေကိုစားတယ်တဲ့ Now, we may rewrite, that sentence, any sentence, in the passive voice, passive voice, the rabbit eats grass and how is rabbit, so the sentence, order? passive voice, we will get, to the grass Grasses eat my rabbits, and rabbits are eating my horse, that is an example of a food chain. Example of a simple food chain. ရိုးရှင်းတဲ့အစာခွင်းစစ်တစ်ခုရဲ့နမူနာပါပဲတဲ့ now အခုတော့ instead of writing a full sentence ဒီ sentence ကြီးကိုပြပြဆုံဆုံရေးနေမယ်အစားတဲ့ let us use an arrow များတစ်ချောင်းကိုအသုံးပြုပြီးတော့မှတဲ့အသုံးပြုကြစို့တဲ့ to show ပြဖို့အတွက် what is eaten by what ဘာကိုဘာကစားတယ်ဆိုတာကိုပြဖို့အတွက်များတစ်ချောင်းကိုအသုံးပြုကြပါစို့တဲ့ then ဒါဆိုရင် we get ကျွန်တော်တို့ရတယ် a simple diagram of a silver food chain like this ရိုးရှင်းတဲ့ဒီ ဒီလိုမျိုးရိုးရှင်းတဲ့အစာခွင်းစစ်တစ်ခုလေးရဲ့ပုံကိုကျွန်တော်တို့ရပါတယ်တဲ့ so ညာလေးနဲ့ရေးလိုက်မယ်ဆိုရင် grass rabbit hawk grass arrow rabbit arrow hawk the meaning is that's mean that grass is eaten by rabbit and rabbit is eaten by hawk အဲ့လိုရရပေါ့နော်ဒီများလေးကတော့ဘာကိုဘာကစားတယ်ဆိုတာကိုပြချင်တာပါတဲ့အဲ့တော့မြစ်ကိုယုံကစားတယ်ယုံကိုတင်းကကစားတယ်ဒါဒီအစင်သက်ဖြူချင်းပါပဲတဲ့အစာခွင်းစစ်တစ်ခုပါပဲတဲ့ဟုတ် Let's go on. Now, akuro, instead of writing, Gra is eating my cones and cones are eating my tigers. မြစ်တွေကိုနွားတွေကစားတယ်နွားတွေကိုကြားတွေကစားတယ်လို့ရေးရမယ်စားတယ်။ We may use a simple diagram like this. ဒီလိုမျိုးရိုးရှင်းတဲ့ပုံလေးကိုတုံ့ပြုလို့ရတယ်တဲ့။ Grass arrow count arrow tiger လို့ရေးလို့ရတယ်တဲ့။ Grass ကို ညစ်တွေကိုနွားကစားတယ်နွားကိုကြားကစားတယ်ပေါ့အထိပဲက to understand better ပူပြီးတော့မှနားလည်ဖို့ဆိုရင် let us take a little larger food chain နည်းနည်းပူကြည့်တဲ့အစာကွင်းစက်တစ်ခုကိုယူကြစို့တဲ့ပွဲဘယ်လိုဟာလဲဆိုတော့ grass is eaten by grasshoppers and grasshopper by frogs and frogs by snake and snakes by hogs မြစ်ကိုမြစ်ကိုနိုင်ငံကစားတယ်တဲ့နိုင်ငံတွေကိုဖားတွေကစားတယ် ဖားတွေကိုမွေတွေကစားတယ်။မွေတွေကိုတင်းကကစားတယ်တဲ့။ဒီအနှဲငယ်ကြီးတဲ့ဖူချင်းတစ်ခုကိုယူပြီးတော့မှကြည့်ကြစို့တဲ့။ A simple diagram for that will be အဲ့ဒီအတွေ့တဲ့နော်ယူရှင်းတဲ့ပုံလေးကတော့ဒီလိုပဲဖြစ်လိမ့်မယ်တဲ့ grass is eaten by grasshopper grasshopper is eaten by frog frog is eaten by snake and snake is eaten by hog ကိုဖြစ်သွားလိမ့်မယ်တဲ့ဒါကလည်းယူရှင်းတဲ့အနှဲငယ်ကြီးကြီးတဲ့အစာကွင်းဆက်တစ်ခုပါပဲတဲ့အဲ့တော့မြစ်ကို ိုင်ငံကစားမယ်နိုင်ငံကဖားစားမယ်ဖားကိုမွေရစားမယ်မွေကိုတင်ငက်ကစားမယ်ဒါကအနည်းငယ်ကြီးတဲ့ a little larger food chain ပါတဲ့ so let's continue our grasshopper ပေါ့နော် but တို့တို့ညာလဲတဲ့ when the horse die one day တနေ့တင်ငက်တွေတည်သွားတဲ့အခါမှာ their bodies fall to earth သူတို့ရဲ့ခန္ဓာကိုယ်တွေကကွာမြင်ပုံကိုကြာသွားတယ် they are eating my awesome bacteria သူတို့ကိုနော်ပေးစိတ်တွေနဲ့ ဘက်တီးရီးယားတွေကစားလိုက်ကြတယ်တဲ့အဲ့လိုပြစ်စိတ်တွေဘက်တီးရီးယားတွေကစားလိုက်ပြီးတဲ့အခါ their bodies သူ့ရဲ့ခန္ဓာကိုယ်တွေက damn decompose ပိုကွဲပြိုကွဲသွားတယ် decompose ဖြစ်တယ်ဆိုတာဆွေးမြေပုတ်တူးသွားတာကိုပြောချင်တာပေါ့နော် to be destroying gradually by natural chemical processes processes ဒီတဘာဝဖြစ်စဉ်အတိုင်းတဖြည်းဖြည်းနဲ့ပြည့်စည်သွားတာကို decompose လို့ခေါ်တာပါအဲ့တော့ their bodies then decompose and become nutrients for plants သူရဲ့ခန္ဓာကိုယ်တွေဟာပိုတိုးဆွေးမြေ့သွားပြီးတော့မှ become nutrients for plants အပင်တွေအတွက် nutrients nutrients ဆိုတာကတော့ sustenance that is needed to keep living thing alive and to have it to grow ဒီအပင်တွေသိရှိသူတွေဘာတွေကိုတဲ့နော်သိရှိတွေကို alive သိရှိနေထိုင်ဖို့အတွက်တော့မှကြီးထွားဖို့အတွက်ကူညီပေးတဲ့လိုအပ်သောဒီဓာတ်ဓာတ်စုတစ်မျိုးပါတဲ့ အဲ့ဒါဒါအာဟာရလို့ခေါ်တာပေါ့နော်အပင်တွေအတွက်အာဟာရတွေပြင်ဖြစ်သွားပြန်လေတဲ့ study the diagram to understand the food chain အမပေးထားတဲ့ပုံကိုတဲ့ဒီလေ့လာပါတဲ့ဒီစာကွင်းစက်တစ်ခုကိုနားလည်ဖို့တဲ့အောက်ပါပေးထားတဲ့ပုံကိုလေ့လာပါတဲ့ Okay အောက်ကပေးထားပုံကိုကြည့်အောင်ဒါကကျွန်တော် textbook ထဲကအတိုင်းပုံလို့လာတာပါနေငယ်မစီစီတို့ကတိခံပေးပါအမ grass မြစ်ကိုနံကောင်ကစားတယ်နံကောင်ကိုဖားကစားတယ်ဖားကိုမွေးကစားတယ်မွေးကိုသိန်းကစားတယ် လင်းငက်တွေတည်တဲ့အခါမှာသူ့ရဲ့ dead body ကမြေမြေကြီးပေါ်ကိုကျတယ်။အဲမှာသူ့ကိုပေးစိတ်တွေ bacteria တွေကစားတယ်။ပြီးတော့မှတဖြည်းဖြည်းနဲ့ပူသူဆွေးမြေ့သွားပြီးတော့မှမြေစီလွားထဲမှာ nutrients တွေဖြစ်သွားတယ်။အဲ nutrients တွေကိုတခါအပင်တွေကပြန်စားသုံးပြီးတော့မှအစာကိုးစင်ကြီးကဒီလိုလေပတ်နေတာကိုပြောချင်တာပေါ့နော်။ဟုတ်ကဲ့စိတ်ကြည့်ကြရအောင်ပါ။ Oh, such as vultures and crows ညတွေတဲ့ such as vultures and crows ဒါတော့ vulture ပေါ့နော် crows ဆိုတာတရားပေါ့ Acha so raga a large bird usually with the feathers on its head or head or neck that eats the flesh of animals that are already dead. တေပြီးသားတရဝါတွေတရစံတွေရဲ့အသားတွေကိုစားသောလဘဲတွေခေါင်းတွေမှာအမွေးမပါတလောက်ရှိတယ်မပါတလောက်ဖြစ်တဲ့ဒီမှာတဲ့ငကြီးတဲ့လရပေါ့နော် crow crow ကတော့ a large bird completely or mostly black နားရောဖြစ်တော့အနစ်ရောက်ပါတဲ့ with rough and pleasing cry သူကလည်းဒီ The the name မနစ်မြုပ်စရာစိတ်မချမ်းမြေ့စရာအော်တန်ကြီးနဲ့ကြီးမားတဲ့ငှက်ကြီးတဲ့ croak Otters နဲ့ crow တို့ငှက်တွေ in animals such as hyenas and jackals are all scavengers ပြီးတော့တရစ္ဆာန်တွေ such as hyenas hyenas ဆိုတော့ the lion king movie to go live. တကူကြည့်ပြီးတော့လူသိလိမ့်မယ် hyenas ဒါခွေးအားတွေပေါ့နော် a wild animal like a dog that eats the meat of animals that are already dead and has a crying like a human laugh အလူရဲ့ရည်တံနဲ့ တူတဲ့အတန်ရှိတယ်တဲ့တီဗီရသူတော်ရရဲ့အသားကိုစားတဲ့တော့တော့ခွေးလိုမျိုးတော်ရန်တရုတ်ဆန်ပါတဲ့ဟိုင်းနာကျွန်တော်တော့ခွေးအားလိုပဲပြောတာပေါ့နော် injectors ကဲဆိုတာကလည်း what animal like it though they eat the meat of animals are already dead and lives in africa and asia အာဖရိကတို့အရှတို့မှာနေတဲ့တီဗီရသူတော်ရရဲ့အသားကိုစားတော့တော်ခွေးလိုမျိုးတော်ဝါတဲ့ဒါတော့ကျွန်တော်တော့ခွေးလိုခေါ်တာပေါ့နော်အဲ့တော့ဒီ hyenas နဲ့ jackal လိုမျိုးတရုတ်ဆန်တွေနဲ့ ီကီးတို့လရလိုမျိုးငှက်တွေကိုတဲ့ are all scavengers scavengers လို့ခေါ်တယ်တဲ့ scavenge ကနေလာတာပါ scavengers လို့တော့ dictionary ထဲမှာမပြထားဘူး scavenge ဆိုတာက to eat dead animals that have been killed by another animal by a cetera အတန်းတမျိုးကြောင့်မို့တိရစ္ဆာန်ကဖြစ်စေကားဖြစ်စေတိုက်ခိုက်ရလို့တေသွားတဲ့သတ္တဝါတွေရဲ့အသားကိုစားသည်တဲ့အဲ့တော့ scavengers လို့ပြောမယ်ဆိုရင်တော့အသေးကောင်စားသတ္တဝါတွေလို့ပြောပြောရင်ပိုသိလို့ရတာပေါ့နော်သူတို့ကိုတဲ့အသေးကောင်စားသတ္တဝါတွေလို့ပြောတယ်တဲ့ These birds and animals အဲ့ဒီငှက်တွေနဲ့တိရစ္ဆာန်တွေဟာ eat စားတယ် The remains of what other animal have killed eaten တခြားတိရစ္ဆာန်တွေတတ်ထားပြီးသားစားတော့ထားပြီးသားနော် The remains remains ဆိုတာကတော့ဒီနေရာမှာအကျွန်းကြံတယ်ပဲပြောနေတာပေါ့နော် remains ဆိုတာ the part of something that are left ကြံရှိနေတော့အစိတ်ပိုင်းနေပါတဲ့ after the other parts have been used တခြားစိတ်ပိုင်းတွေကတော့အသုံးပြုပြီးလို့ eaten စားပြီးလို့ removed ဖယ်ရှားပြီးလို့ကြံနေတဲ့ကြံနေတော့အစိတ်ပိုင်းတွေကို remains လို့ခေါ်တာ အကျွန်းကြံနေပေါ့တခြားသရစံတွေတက်ပြီးလို့စားပြီးလို့ကြံတဲ့အကျွန်းကြံတွေကိုတဲ့အဲ့ဒီနှစ်တွေနဲ့သရစံတွေကစားကြတာတဲ့ effect တကယ်တော့ vultures လာတော့ငှက်တွေဟာ eat စားကြတယ် even the rotten flesh of dead animals တည်ပြီးသားသရစံတွေရဲ့ rotten flesh rotten ဆိုတာက it has decayed ပုံတိုးနေပြီးတော့ cannot be eaten စားတော့ရများတော့ use နော်တုံးပြည့်များတော့ပုံတိုးနေပြီးတော့အဲပုံတိုးနေပြီးတော့လို့ဒီပဲရတယ် rotten flesh flesh ဆိုတာကတော့ အသားပေါ့နော် flash ဆိုတာကတော့အသားကိုပြောတာဒီ TV သတိဆန်တွေရပုတ်တူးနေပြီးတော့အသားအသားတွေကိုတောင်မှဒီညှက်တွေကလက်ဓာတ်တွေကစားတယ်တဲ့ that's ဒါကြောင့်မို့ what these scavenger do အဲ့ဒီအသေးကောင်သားတို့ဝါတွေပြုတ်လုတဲ့အလုပ်ကိုတဲ့ is ပြုတ်လုတဲ့အလုပ်ဟာ is ဖြစ်တယ် a kind of cleaning up job တန့်ရှင်းရေးလုတဲ့အလုပ်မျိုးတာဖြစ်တယ်တဲ့ however ဒါပေမဲ့လည်း There are still bones and tiny pieces of flesh. There are still ကြမ်းရှိနေသေးတယ် bones and tiny pieces of flesh ဘုံတော့ရောအယိုးတွေ any of the heart parts of the heart part that form the skeleton of the body of a human and animal ဒါဆိုတော့ကတော့လူတယောက်ရဲ့ခန္ဓာကိုယ်ရဲ့အယိုးဖွဲ့စည်းပုံနော်အယိုးဖွဲ့အယိုးကိုပုံဖော်ပေးတဲ့ဒီမာတဲ့အစိတ်ပိုင်းဆိုတော့အယိုးပေါ့ bones and tiny pieces tiny ကတော့ very small ကိုပြောတာ pieces of flesh flesh ကတော့ a susceptible between the skin and bones of animal or human bodies လူခန္ဓာကိုယ်ဒေါမို့သရစ္ဆန်တွေရဲ့အယိုးနဲ့အည်ပြားကြားကနှုတ်ညက်တဲ့စိတ်ပိုင်းဆိုတော့ဒါကကျွန်တော်တို့အသားပေါ့နော်ဒီ Avengers ဒီစားသွားပြီလို့ဆိုရင်လည်းသူတို့ကအကုန်မစားနိုင်ဘူးတဲ့သူတို့ကအယိုးတွေနဲ့ဒီအသားစားတွေကတော့ကြံနေရတယ်တဲ့ When the scavengers have eaten and gone away အဲ့ဒီဒီအတေကောင်ကသူတို့ဘာတွေစားပြီလို့ဝေးကိုထွက်သွားပြီဆိုတော့မှတဲ့ဘာတွေကြံနေလဲဆိုရင်အသားစားတွေနဲ့အယိုးတွေကကြံရှိနေသေးတယ်တဲ့ ဟုတ်ကဲ့သိကြည့်ကြအောင်ပါ After the scavengers အဲ့ဒီဒီကောင်သားတော်ဝါတွေစားသွားပြီးတဲ့နောက်မှာ come on and other insects ဒီပရိုစိတ်တွေနဲ့တခြား insects တွေလာကြတယ် insects ဆိုတာက any small creature with sack legs and a body divided into three parts the any small creature ဆိုတာကမြေတီတင်းငယ်တဲ့တတော်လေးတွေမဆို with sack legs and a body ခန္ဓာကိုယ်တစ်ခုနဲ့ဒီခြေ၆ချောင်းပါရှိတဲ့ တင်းငယ်တဲ့တော်ဝါလေးတွေဘယ်ဟာဦးမစို့ insert လို့ခေါ်ရတဲ့ divide into 3 poles ဒီခန္ဓာကိုယ်တော့သူ့မိုင်းပိုင်ချလို့ရတယ်တဲ့ insert usually also have wounds insert ဒီမှာများရောဖြစ်တော့အတောင်ပံနေပါတယ်တဲ့အဲ pill site တို့ဒီပြားတို့ရင်ကုန်တို့ဟာသူတို့ insert တွေပဲတဲ့ okay ဒါတော့ insert တွေပေါ့နော်အဲတော့ insert ကိုသူ့မိုင်းခန္ဓာကိုယ်သူ့မိုင်းပိုင်နေဆိုတာက health အပိုင်းအဲ thorax အပိုင်း abdomen အပိုင်းဒီလိုခွဲနေတာကိုပြောနေတာဖြစ်မှာပေါ့နော်ဟုတ်ကဲ့ Yeah. Come on in other instances to eat up whatever is left behind. ကျန်ရှိနေခဲ့တဲ့နော် left behind ကျန်ရှိနေခဲ့တဲ့ whatever ဘယ်အရာကိုမဆို to eat up eat up ဆိုတာအကုန်ပြအောင်စားပစ်ဖို့တခြား insect တွေနဲ့ parasite တွေလာကြတာတဲ့ then come the decomposers အဲဒီနောက်မှာတော့တဲ့ decomposers ဖြိုခွဲသူများရောက်လာပါပြီတဲ့ these are bacteria and fungi dieser သူတို့ဟာ bacteria နဲ့ fungi ပါတဲ့ decomposer တွေကဘာလဲဆိုရင် bacteria နဲ့ fungi fungi ကတော့ကျွန်တော်တို့သုံးမျိုးထွက်လို့ရတယ် you can pronounce in three ways fungi လို့ပဲထွက်ထွက် fungi လို့ပဲထွက်ထွက် fungi လို့ပဲထွက်ထွက် british နဲ့ america ပဲ꿰တာပေါ့နော်ကျွန်တော်တော့ fungi လို့ပဲထွက်ရအောင် these are bacteria in fungi သူတို့ဟာတဲ့ bacteria နဲ့ fungi တွေပါတဲ့ in they change သူတို့ဟာပြောင်းလဲပြလိုက်တယ် all rooting flesh deep ပုတ်တိုးနေတဲ့အသားတွေနဲ့ bones အရိုးတွေကို into nutrients အာဟာရတွေဖြစ်ပြောင်းလဲပလိုက်တဲ့ we can therefore ဒါကြောင့်မို့ကျွန်တော်တို့ဟာ we can say ပြောနိုင်တယ် that decomposers do the final cleaning up work ဒီ decomposer တွေကတဲ့ဖြိုခွဲသူများဟာ do the final cleaning up work နောက်ဆုံးတန့်ရှင်းရေးအလုပ်တဲ့အလုပ်ကိုလုပ်တယ်လို့ပြောနိုင်တယ်တဲ့ for that reason ဒီလိုအကြောင်းကြောင့် they are sometimes called garbage collectors သူတို့ကိုတဲ့ garbage collector အမှိုက်သိမ်းသူများလို့ခေါ်နိုင်တယ်တဲ့ Okay, garbage collector ဆိုတာ a person whose job is to remove waste from outside houses, etc. အင်းပြင်ကရှိတဲ့အမှိုက်တွေကိုဖယ်ရှားတဲ့သိမ်းတဲ့အလုပ်ကိုလုပ်တဲ့သူဆိုတာအမှိုက်သိမ်းသမားပေါ့နော်။ Okay, garbage လို့ပဲထွက်ပါတယ်။ garbage မဟုတ်ပါဘူး။ကျွန်တော်ကလေးတွေကိုမြန်မြန်သတိပေးရတယ်။ဟိုက garbage, garbage နဲ့ထွက်လို့ပေါ့နော်။ ga a ba e ja garbage ဖြစ်ပါတယ်။ And when plants eat these nutrients, အပင်တွေကအဲ့ဒီ nutrients အဲ့အဟာရတွေကိုပြန်စားသုံးတဲ့အခါ they start the food chain all over again သူတို့ဟာတဲ့ဒီအစာခွင်းဆက်ကို အစအနေပြန်ပြီးတော့မှပြန်စပြန်တော့တယ်တဲ့ study the study the diagram to get a clear picture of a food chain ဒီ position လင်းနဲ့အစာခွင်းဆက်တစ်ခုရဲ့ပုံကိုတဲ့ to get နားလည်ဖို့အတွက် study the diagram အောက်မှာပေးထားတဲ့ပုံကိုလေ့လာကြည့်ပါတဲ့ ဟုတ်ကဲ့ grass ကိုမြစ်ကိုနွားကစားတယ်နွားကိုကြားကစားတယ်ကြားတည်သွားတဲ့ခါနော် scavengers တွေ vulture crows hyenas တို့ကလာစားသူတို့ကလည်းအကုန်မစားနိုင်ဘူးအကုန်မစားနိုင်တဲ့အခါအရိုးတွေပါတယ်ကြံထားခဲ့တယ်အဲ့ချိန်မှာ decomposer တွေရောက်လာတယ် bacteria နဲ့ fungi တွေဒါမှမဟုတ် fungi တွေရောက်လာတယ်ပြီးတော့မှသူတို့ဟာဒီ decomposer တွေက nutrients ပြန်ပြောင်းပေးလိုက်တယ်အဲ့ nutrient ကို grass တွေမြစ်တွေကပြန်လည်စားသုံးတဲ့အခါ အာဇာခွင့်စစ်ကြီးက all over again တခါထပ်ပြီးတော့မှလေပတ်သွားတယ်လို့ပြောကြတာဖြစ်ပါတယ်။ဟုတ်ကဲ့စစ်ကြီးကြအောင်မှာ Moreover ဒါအပြင်နဲ့ some food chains are connected တချို့အစာခွင့်စစ်တွေက are connected တစ်ခုနဲ့တစ်ခုဆက်ဆက်နေတာတဲ့ what many other food chain တခြားအစာခွင့်စစ်တွေ ਨੇ အစာခွင့်စစ်တွေအများကြီးနဲ့ချိတ်ဆက်နေတာတဲ့ This connection of food chain is called a food world ဒီလိုကွန်ဒီရှင်ဆက်ဆက်နေတော့ဖူချင်းအစာကွင်းစစ်တွေဆက်ဆက်နေတာကိုတဲ့ is ကိုခေါ်ပါတယ်တဲ့ a full whoop အစာကွင်းလို့ခေါ်ပါတယ်တဲ့ whoop ကတော့ဒါ spider whoop ကတော့အလုံးသိကြတယ်လေပင်ကူအိမ်လိုမျိုးပေါ့နော် a system of food chains that are related and depend on each other တခွန်းတခုမိခိုပြီးတော့မှဆက်ဆက်နေတော့အစာကွင်းစစ်တွေရဲ့စနစ်ကြီးပါတယ်အဲ့ဒါကို food whoop လို့ခေါ်တယ်ကျွန်တော်တို့အစာကွင်းရေပေါ့နော်အဲ့တော့အစာကွင်းစစ်တွေကလည်းတဲ့တခွန်းတခုဆက်နေကြတယ်တဲ့ for example ဥပမာပြန်ပြောရမယ်ဆိုရင် squirrel eat nuts, squirrel shenya. No nuts, a quama dirigo. Adara, nuts, suraga. A small hard fruit with a very hard shell. They grows on some trees. A bin, the two a bin in my dide. A quama re. A ninga mare, didi re. Then these squirrels become food for horse, eddy shenya. They need it as a pide. And, arms or forces, secret တွေနော် forces မျိုးတွေရဲ့အစာဖြစ်တယ်တဲ့ and when horse owns and forces die အဲ့ဒီတိတ်ငက်တွေဒီ secret တွေမျိုးတွေတည်တဲ့အခါမှာ their dead body becomes food for scavengers သူရဲ့နော် dead body တွေသူရဲ့ခန္ဓာကိုယ်အသေးကောင်ခန္ဓာကိုယ်တွေကအလောင်းတွေပေါ့နော်ဒါပေမဲ့အလောင်းကြီးရင်ပြီးလွတ်မှာတယ် dead bodies become food for scavengers scavenger တွေတဲ့နော်အသေးကောင်သားတို့ဘဝတွေအတွက်အစာဖြစ်လာတယ် what the scavenger leave behind ဒီဒီကနော်တို့ဝါရီကြံထားခဲ့တဲ့အရာတွေက becomes food for decomposers decomposer တွေအတွက်အစာဖြစ်လာတယ် these decomposer change everything into nutrients အဲ့ဒီ decomposers တွေကဖြူခွဲသူတွေကအရာအလုံးကိုတဲ့အာဟာရအဖြစ်ပြောင်းလဲပြလိုက်တယ် then nutrients become food for plants and the food chain start again အဲ့ဒီ nutrients တွေအာဟာရတွေကအပင်တွေအတွက်အာဟာရတွေအစာတွေဖြစ်လာပြီးတော့မှ the food change start again ဒီအစာကွင်းစကြီးကတဲ့တဖန်ပြန်ပြီးတော့မှစတင်ပြန်တော့တဲ့ဟုတ်ကဲ့ဒါလေးကိုပြန်ခြုံကြည့်မယ်ဆိုရင်ဒီ food change နေရာလဲတခွန်းတကူဆက်ဆက်နေတော့ပထမဦးဆုံးကဒီရှင့်ကအခွန်မာသီးတွေကိုစားလိုက်မယ်အခါအဲ့ဒီရှင့်ကလည်းတင်းတို့ဒီဇီကွတ်တို့မြေခွေးတို့တဲ့အစာဖြစ်မယ်အဲ့ဒီဒီတင်းတို့မြေဇီကွတ်တို့မြေခွေးတို့တည်တဲ့အခါသူရဲ့ body တွေကလည်းနော်ဒီအတေကောင်သတ္တဝါတွေအတွက်အစာဖြစ်လိမ့်မယ် အတေကောင်တော်ဘာတွေကြံထားခဲ့တဲ့အရာတွေကိုဒီကွန်ပိုဇာတွေကစားသုံးပြီးတော့မှဒီကွန်ပိုဇာတွေအားလုံးကဒီကွန်ပိုဇာတွေကသူတို့အားလုံးကို nutrients ပြန်ပြောင်းလိုက်တယ်အဲ nutrients တွေကအပင်တွေအတွက်အစာပြင်ဖြစ်ပြီးတော့မှဒီ food chain အစာကွက်စကြီးကပြန်လည်ဆက်တင်ပါတော့တယ်တဲ့ဟုတ်ကဲ့ပါ See the diagram below to understand this better ဒါကိုနားလည်အောင်ကောင်းကောင်းနားလည်အောင်ဒီပုံကိုကြည့်ပါတဲ့ဒါတော့အစာကွက်စတွေတစ်ခွန်းတစ်ခုဆက်ဆက်နေတာကိုပြထားတာပေါ့နော် grass ကိုမြစ်တွေကို နံကောင်လေးကစားမယ်နံကောင်ကိုဖားကစားမယ်ဖားကိုမွေးကစားမယ်မွေးကိုသိန်းကစားမယ်အဲ့သိန်းကလေးတည်တဲ့အခါမှာ nutrients တွေပြည့်ပြည့်တော်ပြည့်တော့မှအစာကွင်းဒီ nutrients တွေကိုအပင်ကပြန်စားသုံးလိုက်တဲ့အခါဒီအစာကွင်းစကြီးကတခုဖြစ်နေတာပေါ့နော်တခါတစ်ဖက်ကကြည့်မယ်ဆိုရင်ဒီ nutrients တွေကိုအပင်လေးကစားလိုက်တယ်အဲ့အပင်အဲ့ဒီအပင်ရဲ့အသီးတွေကို creel ရှင်းနေတာစားတယ်အဲ့ရှင်းကတော့မြေခွေးကစားတယ်နော်တခါ အဲ့ဒီမြေခွေးတွေတည်တဲ့အခါမှာเนาะအဲ့ဒီမြေခွေး dead body သူရဲ့ dead body ကမြေကြီးပေါ်ကြာပြီးတော့မှဒီ scavengers တွေကသူရဲ့ dead body ကိုစားမယ်ပြီးမှ decomposer တွေက nutrients ပြောင်းလိုက်တယ်အဲ့ဒီ nutrients တွေကိုအပင်တွေကပြန်စားသုံးလိုက်တဲ့အခါဒီအစာကွင်းစက်ကတခုပြန်ဖြစ်သွားတယ်ပေါ့เนาะတခါပြန်ကြည့်မယ်ဆိုရင်လည်းဒီ nutrients တွေကိုအပင်တွေစားလိုက်တယ်အပင်တွေကိုရှင့်နေရစားတယ်เนาะရှင့်ကိုတခါဒီ ဇီကုတ်က sorry တင်းကက်ကစားတယ်ပေါ့နော်အဲဒါတင်းကက်ကပြန်တည်သွားတဲ့အခါမှာသူ့ dead body ကို scavenger တွေကစားမယ်အပြီးရင် decomposer တွေကသူ့ကို nutrients တွေပြန်ပြောင်းလိုက်တယ်ဒီ nutrients တွေကိုအပင်တွေကပြန်စားသုံးတဲ့အခါဒါအစာခွင်းစက်တစ်ခုကလည်းပြန်ပြီးတော့မှစတင်လေပတ်သွားတယ်ပေါ့နော်တခါဒီလိုပဲဒီမြစ်တွေကိုနော်မြစ်တွေကို rabbit ကစားရတယ်ပဲဆိုပါစို့နော် rabbit rabbit ကိုဒါမြေခွေးကစားမယ်အဲဒီရုံငိုတခါ ဇီကုတ်ကလည်းစားမယ်ရှင့်နေဦးတခါဇီကုတ်ကလည်းစားမယ်အဲ့ဒီဇီကုတ်ကလည်းဒါတေတဲ့အခါသူ့ရဲ့ခန္ဓာကိုယ်ကမြေကြီးပေါ်ကျပြီးတော့မှစကာဗင်ဂျာစ်တွေကသူ့ရဲ့အသေးကောင်ကိုစားမယ်အပီပီဆိုရင်ဒီကွန်ပိုဇာတွေကနီထရစ်ပြောင်းလိုက်တယ်ပြောင်းလိုက်တဲ့အခါသူ့ရဲ့ဖူချင်းကြီးကလည်းလဲပတ်သွားတယ်ပေါ့နော်ဒီမှာအများလေးကိုသေချာကြည့်ရင်ဒီပါလိုက်ပဲအဲ့တော့ဒါကြီးကဖူဝက်လို့ခေါ်တယ်ပေါ့နော်ဖူဝက်ဆိုတာဒီဖူချင်းတွေတစ်ခုနဲ့တစ်ခုဆက်ဆက်နေတာကိုပြောချင်တာပါတဲ့ဟုတ်ကဲ့ဒါဆိုရင်ဆင်ပြေမယ်ထင်ပါတယ်နောက်ဆုံးဘက်ကိုကြည့်ကြရအောင် food above is အပေါ်မှာအထက်မှာပြခဲ့တဲ့အစာကွင်းရကတဲ့ it's just မြန်လာဖြစ်တဲ့ a sample နမူနာမြန်လာဖြစ်တဲ့တဲ့ that shows only a few only a few of the food chains a few of the food chains အစာကွင်းရ sorry အစာကွင်းဆက်အနည်းငယ်အနည်းငယ်မြောက်ဝတာပြတဲ့အစာကွင်းရတစ်ခုတာဖြစ်တဲ့တဲ့ the may exist in one small area area နယ်ပယ်ကျဉ်းကျဉ်းလေးမှာတာတည်ရှိတဲ့အစာကွင်းဆက်အနည်းငယ်ကိုတာပြတဲ့နမူနာမြတာဖြစ်တဲ့တဲ့ a complete full word ဒီပြည့်ပြည့်စုံတဲ့အစာကွင်းရတစ်ခုမှဆိုရင် might include include ဆိုတာပါဝင်ကောင်းပါဝင်နိုင်တယ်50 or more living thing 50တော့မဟုတ်50ထက်ပိုတဲ့တစ်ရှိရတစ်ရှိတွေနော်ပါဝင်ကောင်းပါဝင်နိုင်ပါတယ်တဲ့ဟုတ်ကဲ့ဒါဆိုရင်အဆင်ပြေမယ်ထင်ပါတယ်အဆင်မပြေသည်များကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်အောင်မချက်ပေးလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင်ပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးတင်ပါတယ် bye bye